အဲဒီနေ့ကျွန်တော်မျှော်ဝေပေးမှာတော့ဒီစာပတ်တဲ့အလေ့အကျင့်ကိုဘယ်လိုမျိုးအစတင်အကောင့်နဲ့ပေါ်ရမလဲဘယ်လိုစတင်ပြုလုပ်ရမလဲဘယ်လိုစတင်ပြီးတော့ပြောထောင်ရမလဲဆိုတဲ့အကြောင်းအလေးတွေကိုမျှော်ဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်စာဖတ်တယ်ဆိုတော့ကြပါတော့အစပေးမှာ သုဒ္ဓစာပေနဲ့ရာသစာပေဆိုပြီးတော့နှစ်မျိုးရှိတယ်။သုဒ္ဓစာပေကကျတော့ကျွန်တော်တို့ဒီဘဝဒုတက်ဖို့ထောက်ပံ့ဖြစ်စေတဲ့စာပေဖြစ်တယ်။ရာသစာပေဆိုတာကကျတော့ဒီနှလုံးသားအဟာရအဲပြီးလို့ရှိရင်ဖျော်ဖြေရေးပေါ့နော်ဖျော်ဖြေရေးနဲ့ပတ်သက်တဲ့စာစုစာပေဖြစ်ပါတယ်။အဲကျွန်တော်တို့ပေါ့နော်ဒီအာစာဖတ်တဲ့လေ့ကျင့်ကိုစတင်ပြီးတော့ပြောထောင်တော့မယ်ဆိုရင်အသုဒ္ဓစာပေဖတ်တာကို short တယ်။ဘာလို့လဲဆိုတော့အသုဒ္ဓစာပေဆိုတာကကျွန်တော်တို့ကျွန်တော်တို့တာမန်နားမလည်နိုင်တဲ့ဒီ ဟိုစကားလုံးအသုံးနှုန်းတွေဝါရတယ်ပါပါစီတယ်အဲအဲ့လိုမျိုးအဲ့လိုစကားလုံးအသုံးနှုန်းတွေပါတော့မယ်ဆိုရင်အဲ့အရာတွေကိုလိုက်ဖက်ပြီးလိုက်စဉ်းစားတော့မယ်ဆိုရင်ကိုကမစဉ်းစားနိုင်လို့ရှိရင်စာဖတ်ချင်တဲ့ပျောက်သွားစာဖတ်လိုက်ပြီးပျင်းစရာကြီးဖြစ်သွားအဲ့အဲ့လိုထင်သွားပါဘောနော်အဲ့အကြောင်းမလို့ဒီအဲကိုကစာဖတ်တဲ့အနေချင်းအစတင်ပြုလုပ်တော့မယ်ဆိုရင်သူဒစာပေတွေကိုအဲမဖတ်တဲ့ဦးညသာစာပေတွေကိုဖတ်တင်တယ်ကျွန်တော်ဆိုရင်ဟိုးလမ်းလောက်တည်းကစာစာဖတ်တာအဲအဲ့ဒီတော့ဆိုရင်ကျွန်တော်ညသာစာအုပ်တွေဖတ်တယ်ညသာစာအုပ်တွေကကြတော့ ဘယ်လိုစာအုပ်နေလဲဆိုတော့ဒီပေါ့နော်ဟိုမဖဲဝါတာတွေပေါ့နော်မဖဲဝါတာတွေအဲတရေအကြောင်းတွေဖတ်ကျွန်တော်တရေအကြောင်းတွေဖတ်တာဝါသနာပါတယ်အားအကြောင်းမလို့ကျွန်တော်ရသစာပေဖြစ်တဲ့ဒီတရေဝတ္ထုတွေဖတ်တာပေါ့နော်အဲအဲ့ဒီကနေမှဖတ်ပြီးတော့မှအဲ့လိုရသအဲ့လိုမျိုးဒီစာဖတ်တဲ့နေ့ချင်းတွေတခုရလာတော့မှသတုတစာပေဘောက်ကိုပြောင်းလိုက်တာအဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကိုကအာစာဖတ်တဲ့နေ့ချင်းတွေကို reading hub ပဲပေါ့နော် reading hub ပဲကိုအစတင်ပြီးတိဆောက်တော့မယ်ဆိုရင်ညသားစာပေလေးဖတ်တင်တယ်ညသားစာပေဖတ်လို့မှစာဖတ်တဲ့အလေးချင်းရသွားပြီဆိုတော့မှကျွန်တော်တို့ကသုဒ္ဓစာပေဖတ်ကိုကူးပြောင်းနေရပေါ့နော်60-40ပေါ့60အကြတော့ကျွန်တော်တို့ဒီသုဒ္ဓစာပေဖတ်တာ40အကြတော့ညသားစာပေဖတ်တာအဲ့လိုမျိုးလေးဒီ balance မြောက်သွားအောင်အာစာဖတ်နိုင်မယ်ဆိုရင်စာဖတ်ခြင်းကြောင့်အကျိုးကျေးဇူးတွေအများကြီးရစေပါတယ်